စဉ်းစားရင်တွင်းရင်မေးခွန်းလေးတွေပေါ်လာစဉ်းစားပြီးကျမရဲ့မေးခွန်းလေးဖြေပါကျွန်တော်တို့တငယ်ချင်းတွေထဲမှာပရဟိတလုပ်တဲ့သူတွေအများကြီးရှိတယ်ကျွန်တော်တို့ငယ်တငယ်ချင်းတွေထဲမှာနာမည်ကြီးတွေသိပါတယ်ပရိသတ်ကြီးလည်းသိပါတယ်နော်ကျွန်မတငယ်ချင်းတွေထဲမှာဆိုလေအော်သူတို့သူတို့ရှိတော်လေးနဲ့ယက်တီနေကြရတာပေါ့နော်ယက်တီပြီးတော့မှခလေးတွေကိုပြည့်စုံပြို့ထောင်တာ တကယ်ကိုသားသမီးအရင်နဲ့မချလက်ဖြားခါလောက်အောင်ကိုသူတို့တွေပြစ်သူပြောထားမှာနောက်တစ်ခါဂင်းဟာဂင်းဟာဆိုတဲ့နေရာမှာကျမတငယ်ချင်းဘေတလားဂင်းဟာရှိတယ်။အဲသူကသူမိမတွေလက်ထက်နေရသူတို့ဒီဂင်းဟာလေးကိုလှုပ်လာတာပေါ့လေခလေးတွေအဲ့ဂင်းဟာကနေပြီးတော့မှထွက်သွားတဲ့ ကျောင်းသားတွေကျောင်းသားတွေကျောင်းသားတွေဆိုတာအများကြီးပေါ့နော်အများကြီးအာကဘာအရင်ရက်နေရာဌာနအသီးသီးမှာဒါအရွယ်ရောက်လာကြပြီးအိမ်ဆောင်ရသားတွေလည်းကြပြီးရပြီးရင်ဒီဂေဟာကိုတို့ကပြန်ပြန်ပြီးတော့မှစောင့်ရှောက်ကြတာပေါ့ဒီဂေဟာကထွက်သွားတဲ့ကလေးတွေနော်ဆိုတော့အဲ့ဒါကနေမိမာတွေတိမ်းမာသွားတဲ့ခါကျတော့ကျွန်မတငယ်ချင်းကဆက်ပြီးတော့မှသူကတာဝန်ယူတာပေါ့သူကအမေရိကန်နေပြန်လာတယ်ပြန်လာပြီးတော့မှဒီဂေဟာကိုဒီကလေးတွေရဲ့တာဝန်ကိုသူတာဝန်ယူပြီးတော့မှလှုပ်တာပေါ့နော်အပြိုကြီးအဲလှုပ်တဲ့ခါကျတော့လေ ကျွန်မသူ့တောင်းလျှောက်ကျွန်မတောင်းလျှောက်တာကျွန်မတို့နဲ့လည်းငယ်တငယ်ချင်းလည်းဖြစ်တဲ့ခါကျတော့ကျွန်မလိုအပ်တာတွေဆိုရင်ဟိုးအရင်နေတော့ကျွန်မတော်တော်များများလှူပြတန်းပြပန်ဖို့ဖြစ်ပါတယ်နော်။ဟာဗာလေးတွေဆိုရင်တငယ်ချင်းစံလေးလိုတဲ့ဆိုစံလေးပေါ့နော်။ဟာတဲ့ကလေးတွေ TV ကြည့်ဖို့အတွက် TV ကွဲသွားပြီဆိုတငယ်ချင်းငါပို့လူမဲ့ TV ပေါ့အဲဒီလိုမျိုးလေးပေါ့စသဖြင့်ပေါ့ဆိုတဲ့ခါကျတော့အဲ့တော့အာအဲ့လိုလေးဖြစ်တော့သူရဲ့ activity လေးတွေကိုကျွန်မတို့က Facebook ပေါ်မှာတွေ့ရတယ် တွေ့ရတဲ့ခါကျခလေးလေးတွေကငင်ရကနေជី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 လာတယ်ပေါ့နော်ជី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 လာပြီးတော့ရှင်ဒါចောင်းလေးတွေပေါ့မူလာနဲ့မူလာနဲ့နေအလင်းနဲ့အလင်းနဲ့နေအထက်တန်းပေါ့အဲ့တော့ဒီမူလာနဲ့ခလေးလေးတွေကိုအာအလင်းနဲ့ခလေးတွေကပြန်ပြီးတော့စောင့်ရှောက်အလင်းနဲ့ခလေးတွေကိုထက်တန်းခလေးတွေကစောင့်ရှောက်ထက်တန်းကနေတက်ကတော့အောင်သွားမယ်နောက်တစ်ခါကမ္ဘာနိုင်ငံအသီးသီးတွေရောက်သွားမယ်မြန်မာပြည်ရဲ့နေရာဌာနအသီးသီးတွေမှာအောင်မြင်သွားကြတယ်အဲရက်တည်နေကြတယ်ပေါ့အိမ်အောင်ရသားတွေကြတယ်ပြီးရင်ဒီကိဟာကိုပြန်ပြီးတော့မှစောင့်ရှောက်ကြတယ်ဒီလိုမျိုးသွားကြတာပေါ့နှစ်ကာလမှာ အဲ့ဒီတော့ဒီနိုင်ငံသားမှာဆိုရင်တော့ ဒီလိုဂင်ဟာတွေကကျမတို့ကိုရီးယားတွေထဲမှာရောကျမတို့နော်ဝေးထဲမှာအိန္ဒိယကတခါရိုက်တယ်လीနော်ဝေးမှာလीမိမမိဘကမဆောင်ရှောက်နိုင်တော့ဘူးလို့သူတို့ဟိုထင်လိုက်တဲ့ကလေးကိုနိုင်ငံတော်ကတင်လိုက်တာမျိုးနိုင်ငံတော်ကပိုင်သွားတဲ့ကလေးမျိုးဖြစ်သွားတယ်เนาะဒါဒါဒါနော်ဝေးကားထဲမှာဆိုကြည့်ကြည့်ရလားမသိဘူးအိန္ဒိယနော်ဝေးနော်ဝေးနိုင်ငံမှာရိုက်ထားတဲ့အိန္ဒိယလीအာဟိုမင်းသမီးနာမည်ကြီးမင်းသမီးရဲ့ဇက်ကားလေးဆိုကြည့်ရတယ်နဲ့တူတယ်เนาะသူကလေးသူရအောင်ပြန်ယူပြီးအမှုတွေနဲ့တောင်ရင်ဆိုင်ပြီးယူရတဲ့ဇက်ကားလေးတွေ အဲနောက်တစ်ခါကိုရီးယားကားတွေထဲမှာလည်းဒီလိုပဲအဲ့တော့ဒီကလေးတွေဟာအရင်ကဒီနေရာမှာပဲ stay ဖြစ်နေတာမဟုတ်ဘူးတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်စသဖြင့်ကြီးပြင်းလာတာဖြစ်တဲ့အတွက်ဆယ်စုနှစ်တစုကိုဖျက်ဆီးလာလို့ရှိရင်လွန်ခဲ့တဲ့ဆယ်စုနှစ်ကတနှစ်ကလေးတယောက်ဟာ ဥပမာလာသားကလေးတယောက်ဟာအခု10စုနှစ်တစုကိုဖြတ်တန်းလာတဲ့အချိန်မှာ10နှစ်ရှိပြီအဲ့ဒီ10နှစ်အရွယ်ကလေးတွေရဲ့ activity တွေကျွန်တော်တို့မမြင်ရဘူးမြင်ခြင်းနဲ့ဘယ်မှာလဲကျမကျန်နဲ့အဲကျမမြင်နဲ့ဒီတပိုင်းတနိုင်လေးလုံနေတယ်ကျမတငယ်ချင်းတွေရဲ့ကလေးတွေကတော့ ကျွန်တော်တို့မျက်စိရှိမှရင်ကြီးပြင်းလာလိုက်ပြီးတော့မှအရွယ်ရောက်ပြီးတော့မှတခါတည်းကိုပညာဆုံးပြီးတော့မှအချိန်တိုင်းသူတို့ပြန်ပြန်ပြီးတော့မှသူတို့ဒီဂိဟောင်းပြန်ပြန်ပြီးတော့မှထောက်ပံ့ကြတယ်ဆိုတော့ဖြစ်စဉ်ဖြစ်ရက်ကလေးတွေကိုကျွန်တော်တို့ကတွေ့ရတယ်တွေ့ရတယ်အဲ့တော့ဒီဂိဟာလောက်တယ်ဆိုတော့နေရာမှာအဲ့ဒီအသက်အရွယ်ရပြောင်းလဲသွားတဲ့ကလေးတွေကို ရင် activity တွေခလေးတွေပုံရိပ်တွေပြည်သူတွေကငင်းကြမယ်လို့မျှော်လင့်တယ်ဟုတ်လားဒါဆိုဒီခလေးတွေဘယ်ရောက်သွားသလဲဒါမှမဟုတ်ဒီကနေအသက်အပိုင်းခြားတစ်ခုမှာဥပမာအဲ ထိန်းသိမ်းရေးစခန်းတွေကိုပို့ရတာလားထိန်းသိမ်းရေးစခန်းတွေဆိုတာဒီလိုလေကျွန်တော်တို့မိဘမဲ့နိုင်ငံတော်ကဖွင့်ထားတဲ့ဒီစခန်းတွေကိုပို့ရတာလားအဲဟိုပေါ့မျိုးသမီးထိန်းသိမ်းရေးအကြောင်းတို့မျိုးသားထိန်းသိမ်းရေးအကြောင်းတို့ဒီလိုမျိုးလေးတွေရှိတယ်မိဘမဲ့တွေကိုလေဒီလိုလေးတွေအဲ့ဒီကိုပဲအရွယ်တစ်ခုရောက်ရင်ပို့ရတာလားဒီမှာဘေးအရွယ်ထိပဲထားတာလဲဘေးအရွယ်ထိပဲလက်ခံတာလဲပြည်သူတွေမေးချင်မယ်နဲ့တူတယ်ဒီမေးခွန်းလေးထေကြည့်ပါဦးကျမတို့မေးချင်တယ်ဒီမေးခွန်းလေး transparency ပေါ့နော် transparency ဖြစ်ဖြစ်ပေါ့ဒီမိကုံးလေးမေးစင်နေစေစုနေတဆုဆိုရင်ဒီကလေးတွေရပြောင်းလဲမှုလေကျမတငယ်ချင်းနေစီမာဆိုရင်ကလေးလေးတွေရလीဟာတခါနေသူအနီးတို့ကလေးကနေနှုတ်တိုက်ပြီးတော့မှမွေးတဲ့ကလေးလေးတွေရအခုကြောင်းတက်နေပြီ အင်းသူ့နောက်မှာတီတီတာတာပလီပလာတွေနဲ့ဖြစ်နေပြီအဲဒီလိုမျိုးလေးပေါ့ဒါပြောင်းလဲမှုလေးတွေအရွယ်လေးတွေရောက်လာတာလေးတွေကိုမြင်ရတယ်လေကျမတို့ကလေနော်ဆိုတော့တောက်လျှောက်တာဝန်ယူပြီးစောင့်ရှောက်ထိန်းသိမ်းသွားတာလေဒီကလေးတွေကြီးတဲ့အထိသူတာဝန်ယူမှာနောက်တစ်ခါနောက်တစ်ယောက်တငယ်ချင်းဆိုရင်လေဒီလိုပဲ ဒီကလေးနေဟာတဖြည်းဖြည်းနဲ့မူလာနှံအထက်တန်းအလင်းတန်းကိုဖျက်ဆီးလာပြီးတော့မှကျွန်တော်တို့မျက်စိရှိမှနေတက်ကတူဘွဲရသွားပြီးတော့မှဒီကလေးတွေကနိုင်ငံအသီးသီးကျွန်တော်တို့နေရာအသီးသီးမှာသူတို့လုပ်ငန်းဝင်တွေဝင်တဲ့အချိန်မှာသူတို့ကလေချက်ဥလေးတွေတက်နိုင်ရင်ချက်ဥကလေးတွေသူတို့လာပြန်ပြီးတော့မှပို့တာနော်ဟာတခါနဲ့ သားကဆိုတငယ်ချင်းကတင်တယ်ဒီနေ့တားကြီးဘသူကဒီကနေထွက်သွားတဲ့တားကြီးဘသူကတော့ဒီကကလေးတွေအတွက်ကိုသူ့ရဲ့ဒီညီနေညီမတွေအတွက်ကိုစက်သားပို့ပါတယ်နော်အာဒါကိုကျမတို့ကဘယ်လိုကောင်းကြီးပေးပါစီဘုရားသခင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးကျမတငယ်ချင်းတင်းနေဒီလိုလေးတွေနော်ဆိုတော့အဲ့လိုလေးတွေကျမတို့ကမြင်ရတယ်ခလေးတွေကြီးပြင်းလာတဲ့ဟာ ါဆိုရင်ဒီနာမည်ကြီးကင်ဟာကစေစုနှစ်တစုကြာခဲ့တဲ့အချိန်မှာလွန်ခဲ့တဲ့10နှစ်ကအနီးလုံးနဲ့နိုးတိုက်ပြီးမွေးတဲ့ကလေးတယောက်ဟာဒီနေ့10နှစ်ရှိရမယ်။ဒါပေမဲ့ကျမတို့အခုတွေ့နေတာလေးညာတော့လေးဘက်သွားကလေးတွေပဲအများသောအားဖြင့်မြင်ရတယ်ဆိုတော့ဒီအသက်အရွယ်တစ်ခုရောက်လာတဲ့ကလေးတွေဘယ်ကိုပို့ပြီးမွေးသလဲ။ဒါလေးသိချင်တယ်အဲ့ဒါလေး စဉ်းစားရင်တွေ့ရင်မိကွန်းလေးတွေပေါ်လာလို့အဲ့ဒီမိကွန်းလေးတစ်ခုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ channel စီတွေမှာကျွန်တော်တို့ကအဲ့လိုမျိုးပြောင်းလဲလာတဲ့ကလေးတွေရဲ့အရွယ်တွေကိုမြင်ရတယ်လေကြီးပြင်းလာတဲ့အရွယ်တွေကိုမြင်ရတယ်သူတို့တွေရဲ့ဒီမေမေပေါ့နော်သူတို့တွေရဲ့ဝမ်းမနာမေမေပေါ့ဒီမေမေကထိမ့်သိမ့်လာပြီးတော့မှထားတဲ့ကြောင်တက်မဲ့အရွယ်နော်စာတင်ရမဲ့အရွယ်လေးဘက်သွားတဲ့အရွယ်စသဖြင့်ပြောင်းလဲလာတဲ့ဟာလေးတွေကိုကျွန်တော်တို့ကမြင်ရတယ် င်တော့ဟုတ်ပြီအရင်တစ်ခုရောက်လာပြီဆိုရင်ဘယ်ကိုပို့တယ်လဲဒီကလေးတွေရဲ့ဘဝရှိရေးအတွက်ဘယ်လိုတွေတာဝန်ယူထားဘယ်လိုတွေထိန်းကြဘယ်လိုတွေသွားမှာလဲကျွန်တော်တို့ဒါလေးတွေသိချင်တယ်ဟုတ်လားဒီအရွယ်လေးဘက်သွားလေးဒီမှာပဲရက်တက်နေမှာမဟုတ်ဘူးကျမတို့အခုကဘေးအချိန်ပဲဖြစ်ဖြစ်ဒီလေးဘက်သွားလေးတွေနဲ့အနီးတုပ်ကလေးတွေပဲကျမတို့ကမြင်ရတယ်ဟုတ်ပြီတစ်နှစ်တစ်နှစ်ကြီးလာတဲ့အရွယ်ရောက်လာတဲ့ကလေးတွေအတွက်ဘယ်လိုစီစဉ်ထားသလဲ ဒီကလေးတွေလွန်ခဲ့တဲ့10နှစ်ကဒီကလေးတွေဘဲကိုရောက်သွားသလဲအခုဒီကလေးတွေဘာလုံနေသလဲဘယ်သူကတာဝန်ယူနေသလဲအဲ့ဒီမိကုန်းလေးမေးချင်တယ်ပြည်သူလူထုကြီးလည်းမေးချင်တယ်လို့ကျွန်မမျှော်လင့်တယ်ကျွန်မနဲ့ထက်တူကြတဲ့သူတွေကောမန့်လေးရေးပေးကျမမေးတာမှားသလားကျမတိကျနာလေးကိုမေးတာ မေးခွင့်ရှိမယ်လို့မျှော်လင့်ပါတယ်နော်မေးလို့ရလောက်မယ်လို့မျှော်လင့်ပါတယ်နော်အရန်လွယ်ကူတဲ့မေးခွန်းလေးလို့လည်းမျှော်လင့်ပါတယ်နော်ဆိုတော့လေကျမတို့ကတိကျနေလေတန်တဲ့အရာ activity တွေတောင်မှ Facebook ပေါ်မှာအရန်တင်နေတာဆိုတော့ကျမတို့ကအဲ့ဒီအခြေအနေလေးကိုကျမတို့သိချင်တယ်အဲ့တော့လုံငယ်နေစင်နှစ်ကကလေးတယောက်ဟာ3နှစ်ဆိုရင်အခု73နှစ် ၄နှစ်ဆိုရင်အခု14နှစ်14နှစ်ဆိုမိကောင်ပေါက်ကလေးတွေဖြစ်လာပြီနော်စတုံးနဲ့၁၄နှစ်ဆိုမိကောင်ပေါအွယ်လေးတွေဖြစ်လာပြီကျွန်တော်တို့မိကောင်ပေါအွယ်ကလေးတွေမတွေ့မိဘူးအဲ့တော့လေးတိချင်တယ်ရံပြန်မလုပ်ရဘူးမစင်းရဘူးအများနဲ့တက်ဆိုင်နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အများကတိချင်တယ်လို့မေးလာရင် transparency ဖြစ်ဖြစ်ရှင်းပြရမယ် နော်အဲ့ဒါလေးဖြေပေး